ကမ္ဘာကုန်သွယ်ရေးကိုဇောက်ထိုးမိုးမျော့ဖြစ်သွားစေခဲ့တဲ့တမရဒေါ်နယ်ထရန့်ရဲ့အခွန်ပြထန်မှုတွေတားဆီးရေးအမေရိကန်ပြည်နယ်တရားစင်ကပူရဲတရားစွဲဆိုလိုက်ပါတယ်။နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှုနဲ့အစိုးရရှိနေချုပ်တို့ဥဆောင်တဲ့အဒီတရားစွဲဆိုမှုမှာတမရအနေနဲ့အခွန်တွေပြထန်ခွင့်မရှိဘူးလို့စောတကတက်ထားပါတယ်။ဒီလိုအခွန်ပြထန်တာကိုအမေရိကန်လွှတ်တော်ကပဲခွင့်ပြုရမှာဖြစ်တယ်လို့အဒီတရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။နိုင်ငံတကာကုန်သွယ်ရေးအတွက်အမေရိကန်တရားရုံးမှာတရားစွဲဆိုထားမှုအတွင်ပြည်နယ်၁၂ခုပါ ါဝင်ပါတယ်။နယူးယောက်အစိုးရရှိနေချုပ်လက်တီတီယာဂျင်းစ်ဟာသူတို့မဲဆန္ဒနယ်တွေရဲ့ဘေးကင်းရေးနဲ့အကောင်းကျိုးကိုကာကွယ်ပေးရမှာထက်တမရထရန့်ကိုအပြစ်ရှာဖို့ဦးစားပေးနေတယ်လို့အင်ဖြူတော်ကဆွဆွဲထားပါတယ်။အခွန်စည်းကြမ်းမှုကိုတမရကမဟုတ်ဘဲလွှတ်တော်ကမဲခွဲဆုံးဖြတ်အတည်ပြုရမယ်လို့တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။တမရဟာဖွဲ့စည်းပုံဆိုင်ရာအစီအစဉ်တရားရှိမှုကိုပြောင်းပြန်လှန်ပစ်နေတယ်လို့တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။ အခွန်တွေနဲ့ပတ်သက်လို့ကယ်လီဖိုးနီးယားပြည်နယ်ကတမရာထရန်ကိုပြီးခဲ့တဲ့သတင်းပကတရားဆွဲဆိုခဲ့ပါတယ်။အမေရိကန်နဲ့တခြားနိုင်ငံတွေကြားကုန်သွယ်ရေးလုံငွေပြမှုကိုဖြည့်ရှင်းရေးအခွန်တွေပြဋ္ဌာန်းရမယ်ဆိုတဲ့ထရန်ကကုန်သွယ်ဘက်နိုင်ငံတွေကိုပါမချန်အခွန်တွေပြဋ္ဌာန်းထားတာဖြစ်ပါတယ်။